အားလုံးပဲမြင်လာပါ share ရမယ့်ငွေကောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီ10နှစ်အောက်ကလေးတွေအတွက်ပေါ့နော်10နှစ်အောက်ကလေးတွေအတွက်ဒီ passport လျှောက်ဖို့ဘာလိလိုအပ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမအဆုံးအချက်အနေနဲ့10နှစ်အောက်ကလေးတွေအတွက်ကတော့ဒီ passport ပုံမှန်တိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီ10နှစ်အထက်လူတွေလိုပဲကြိုအား appointment တင်ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကြိုအား appointment တင်တဲ့အခါမှာပုံမှန်တိုင်းပဲ ဒီမွေးစင်းရင်လိုမယ်ပေါ့နော်မွေးစင်းရင်လိုမယ်ပြီးလို့ရှိရင်မွေးတိုးထည့်ထားတဲ့အိမ်နောက်စုစင်းရင်လိုမယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ရုံးဝင်နေနေကြလို့ရှိရင်အိမ်နောက်စုစင်းထဲမှာရှိတဲ့အုတ်ထင်းသူကိုယ်တိုင်လိုက်သွားပေးရပါမယ်အုတ်ထင်းသူကအဖေအမေတို့မဟုတ်ဟိုအိမ်နောက်စုစင်းထဲမှာရှိတဲ့အုတ်ထင်းသူတဦးဟာလိုက်သွားပေးရမယ်အုတ်ထင်းသူရဲ့သူရဲ့မပုံနေမိတူလိုတယ်ပေါ့နော်အဖေအမေရှိတယ်ဆိုတော့အဖေအမေရဲ့မပုံနေမိတူလိုပါတယ် အဲ့ဒါကရုံးဝင်နေနေကြလို့ရှိရင်လိုပါတယ်အဲ့တော့ဘဏ္ဍလသားကနေပတ်စပို့စားလျှောက်လို့ရတယ်ဆိုရင်မွေးခင်းစကလေးနှစ်လသားကနေစပြီးတော့ပတ်စပို့ကိုစားလျှောက်လို့ရပါတယ် PV ပဲလျှောက်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဆယ်နှစ်အထက်တွေကြတော့ဘာလို့လုံသွားမလဲဆိုရင်ဆယ်နှစ်အထက်ဆိုရင်ကျွန်တော်တို့မှတ်ပုံတွေနေလုံလို့ရနေပြီစမတ်ကတ်လေးလုံလို့ရနေပြီဖြစ်တဲ့အတော့မှတ်ပုံတွေလုံမယ်စမတ်ကတ်လုံမယ် အိမ်နောက်ဆိုင်ရင်မူရင်မပုံငင်မူရင်စမကတ်မူရင်ပြီးတော့ရုံးဝင်နေနေကြလို့ရှိရင်လည်းဇနစ်အောက်ကလေးတွေအတိုင်းပဲပေါ့နော်သူတို့ကလည်းအုတ်ထင်းသူကိုယ်တိုင်လိုက်သွားပေးရမှာဖြစ်ပါတယ်ပုံမှန်တိုင်းပဲကျူအပွိုင်းမန့်ယူပြီးတော့ရုံးဝင်မိတာနဲ့နှစ်ပတ်လောက်နေရင်တော့စာအုပ်ထွက်ပြီပေါ့နော်အဲ့တော့ passport ကျူအယူနေတာပဲဖြစ်ဖြစ် passport နဲ့ပတ်သက်တာအတိအကျနေဆိုရင်ကျွန်တော်ရဲ့ဒီ ditto ကွန်မန့်အောက်မှာဒီ post အောက်မှာဝင်မဲ့ငယ်လို့ရပါတယ်ကျွန်တော် reply ပြန်ပေးမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျာ